United fan တွေကိုပြောချင်တာကချင်းနေသေးနော်ဆက်အားပေးလိုက်တာကအကောင်းဆုံးပါပဲ United လို့တပွဲပြီးတပွဲရှုံးနေတဲ့အတွက် fan တွေအတွက်ကတော့ဒီကားဟာငရေကြနေတယ်လို့ပါပဲတပွဲနဲ့တပွဲရှုံးဆိုတဲ့ပုံစံမျိုးတော့မှ United ကအခုလက်ရှိမှာဖြစ်နေကြပါပြီးခဲ့တဲ့ပွဲက Chelsea ကိုနိုင်ခဲ့တဲ့အတွက် United fan တွေကအပြော့လုံးကနောက်ပွဲတွေအတွက်ရင်ခုန်ခဲ့ကြပြီမယ်အခုအားလုံးတွေ့တဲ့အတိုင်းပါပဲ United တို့ကလိုအပ်ချက်တွေများစွာနဲ့ Brentford ကိုအဝေးကွက်မှာထက်ရှုံးခဲ့ရပြန်ပါတယ်ဒီပွဲမှာအကောင်းပြောစရာဆိုလို့ဆက်ကို United အတွက်ပထမဦးဆုံးဂိုးသွင်းပေးခဲ့တာပဲရှိပါတယ် နောက်ပြီးတော့အမ်ပိုမိုကလည်းသူ့အတင်းဟောင်းတဲ့အတွက်မှာခြေဆွဲမပြနိုင်ခဲ့ပဲတိုင်ပတ်ခဲ့တဲ့အတွက် Bravo ကတော့အခုဆိုရင်ဒီကစားသမားငါတို့ရောင်းလိုက်တာမှန်နေဆိုပြီးနောက်နောက်နေကဲသွားတော့ပါတယ်။နောက်ပြီးတော့ဒူဒူတေးဖြစ်မဲ့အချိန်မှာ Bruno Fernandes penalty မဝင်ခဲ့တာကလေ United တို့ကိုအရှုံးစီဦးတည်စေခဲ့ပါတယ်။နောက်ပြီးတော့ United တို့အောင်ဂိုးကန်သွင်းတဲ့အချိန်အရေးအတွက်များပြီမဲ့ Gobert မှုကတော့ Bravo ဘက်ကပဲ၆ကြိမ်နဲ့ပုံများခဲ့ပါတယ်။နောက်ပြီးတော့ဒါလော့ဆွဲပြင်းကိုရဖို့တိုက်စစ်စီရင်ကလေလူပေးမှားတဲ့အတွက် Bravo ဘက်ကပဲတိုက်စစ်လမ်းကြောင်းပွင့်သွားခဲ့ပြီးကိုပြန်ပြေးလိုက်ရတာကလေတော်တော်ကိုစိုးပါတယ်။အဲ့ဒီလိုမှသာဒါလော့လူပေးမမားခဲ့ရင် United တို့က ကိုးတောင်ရနိုင်ပါတယ်။အဒီလိုကနေကိုးတက်ရအောင်သေချာကစားနိုင်မယ်ဆိုရင်ယူနိုက်တက်တို့ကဒီပွဲမှာနိုင်တော်နိုင်လောက်ပါတယ်။ဒါပေမဲ့အခုတော့ယူနိုက်တက်ဖန်တွေအတွက်ငရေချခဲ့ကြပြန်ပါတယ်။ဒီတော့ယူနိုက်တက်ကဒီရာသီ6ပွဲကစားတာ၃ပွဲထိရောက်ရှုံးလာခဲ့ပြီးဖြစ်ပါတယ်။နောက်တစ်ပွဲမှာဆိုရင်တော့ဆန်ဒါလန်နဲ့အင်ကွင်းမှာရင်ဆိုင်သွားရမှာဖြစ်ပြီး နောက်တစ်ပွဲဆိုရင်ချန်ပီယံလောင်းလို့ထင်ကြီးပြီးခင်ရတဲ့ဂျိုးဂျာနီတို့နဲ့ယူနိုက်တက်တို့တွေ့ရမှာပါ။ဆန်ဒါလန်ကလည်းအခုလက်ရှိကွင်းလယ်မှာရှာကာကိုခေါ်ပြီးကြတဲ့ကနေတန်းတက်အသေးလို့မထင်ရလောက်တဲ့ဒီပုံစံကောင်းနေပြနေပြီးဇယားမှာဆိုရင်ယူနိုက်တက်ပေါ်မှာရှိနေတဲ့အတွက်အဲ့ဒီဘက်မှာယူနိုက်တက်ကတော့အလွဲကူပါဘူး။နောက်ပြီးတော့ပါပူးနဲ့ပွဲချရင်လည်းပြောမနေပါနဲ့။မရှုံးမှုကိုပဲစူတောင်းရမှာပါ။ဒါပေမဲ့အခုကတော့နောက်ပွဲတွေကိုအားပေးဖို့မပြောပါနဲ့။အခုဒီဘက်မှာဘရန်ဖို့ကိုနိုင်နိုင်ရဲသားနဲ့ရှုံးခဲ့တဲ့အတွက်ယူနိုက်တက်ဖန်တွေကရှေ့ဆက်ဘောလုံးပွဲတွေစက်ကြည့်ဖို့တော့အားမရှိကြတော့ပါဘူး။နောက်ပြီးတော့ပြောစရာဇာတ်ကလေးလည်းပျောက်ဆုံးသွားခဲ့ကြပြီဖြစ်ပါတယ်။ဝေဖန်မှုဆိုရင်တော့ပြောမနေပါနဲ့။ဝေ ဖန်ဆီရဆက်ကလုံးတော်မရှိကြတော့တာပါ။ဒါက United Fan အတွက်အယုံပေးခံပါပဲ။အများကြီးအတင်းကဲကြပြီဖြစ်တယ်လို့ United ကတော့ Fan တွေကိုနေ့စဉ်ရဆက်စိတ်ကင်စာတွေပေးနေတော့မှာ။ပြောင်းလဲဖို့မစင်စားသလို Training စင်းတဲ့အချိန်မှာတော့မှတရားလေးကြည့်နေရမယ်ဆိုဝေးအလုံးကိုသူတို့နိုင်ထားတဲ့အတိုင်းအပြောလုံးနေကြပါလေ။ Fan တွေကတော့အမေရိကန်ကစားသမားတွေနဲ့ဘောရာလိုပေါင်းနေမိသားစုလိုဆက်ဆံနေဆိုပြီးအပြောလုံးနေကြတာကိုဖြည့်တွင်းထားလိုက်ပေးထားပြီးမြေတကယ်တမ်းကျတော့အဲ့ဒီပုံစံက လေးနံမှုမရှိတာပါပဲ။နိုင်ပွဲအတွက်လည်းစာလောင်ဖို့ဆိုရင်အဝေးကြီးပါပဲ။ဒါကြောင့်ကျွန်တော်လည်းအခုလက်ရှိအချိန်မှာ United အတွက်ပြောစရာစကားလုံးတော့မရှိတော့ပါဘူး။ဂျင်းနေတဲ့တော့ဆက်အားပေးလိုက်တာကတော့အကောင်းဆုံးဖြစ်ပါတယ်။